မင်္ဂလာပါကျွန်တော်ကတော့လော့ကီရေးတဲ့လောကုတ္တရာအကြောင်းအရသမတရားနဲ့ညီချာပြောတယ်ရွှေပေးပဲဖြစ်ပါတယ်ဒီနေ့တော့အတုနဲ့အစစ်ပေါ့လောကမှာတမလွန်ရေးနဲ့ပတ်သက်လာရင်လူနှမျိုးပဲရှိပါတယ်တမလွန်ကိုမိမိရဲ့ကောင်းမှုအမိပြုပြီးကူးမဲ့သူနဲ့ဘုရားရဲ့ကောင်းမှုတည်ယူတော်ယေရှုခရစ်တော်ဘုရားကလူသားအလုံးပြည့်အတွက် အသေးခံပေးခဲ့တယ်ဆိုတာကိုယုံကြည်ပြီး အမိပြုလဲကုမဲ့သူပေါ့ဒီလူနှမျိုးပဲရှိတယ်။အော်သခင်ယေရှုယုံကြည်သူလို့ပြောပြရင်လဲခရိယာမှာခရိယာမှာလဲခရိယာအတုနဲ့အစစ်ရှိပြန်ရောဒီအကြောင်းအရာလေးကိုကျွန်တော်တို့သိဖို့အလွန်ရည်ကြီးပါတယ်။ဒီနေ့ဒီအကြောင်းအရာကိုပြောဖြစ်တဲ့အကြောင်းအရာကကျွန်တော် comment တစ်ခုမှာ8500လောက်ထိက Catholic ပဲပေါ့နော်။အဲနောက်ပိုင်းမှာ Orthodox ခွဲထွက်သွားတယ် ခွဲထွက်သွားရင်ဘာလို့အောင်တရာအောင်ပဲမနေလဲတဲ့ဘာလို့ထပ်ပြီးတော့ဂိုင်းနေ क्वे သွားတာလဲလို့မေးတယ်ဆိုတော့ဒီမှာဒီလိုဂိုင်းကနာဆွဲရှိသူလို့တချို့ကလည်းငါဆရာတော်မထီနဲ့ငါဖုံးတော်ကြီးမထီနဲ့ဆိုတဲ့ပုံကိုယ်ဆွဲတွေလည်းတွေ့ရတတ်တယ်ဒါကြောင့်မလို့ဒီနှစ်ချက်အရေးကြီးတယ်ပေါ့နော်နံပါတ်1ကတော့ Rapture of the Church ဆိုဖျားအသင်းတော်ပဲတိမ့်စီမှာ S မပေါင်းအင်္ဂလိပ်က Methodist နှစ်ချင်းမပေါင်းဆိုတော့ချစ်ချင်းမြတ်တာရှိသောသူတွေကိုသာဖျားက သိမ့်စီမှာဖြစ်တယ်။ God is love ဖြစ်တယ်။နှလုံးသားထဲမှာဖះအောင်ရထားတော်သူဘယ်ဂိုင်းကနာအောင်ရောက်တည်တဲ့ဖះနှလုံးသားထဲရောက်တော်သူသိမ့်စီမယ်။နောက်တစ်ချို့ကပုပ်ကိုယ်ဆွဲထားကြတယ်။တခြားတယ်ပေါ့နော်။ဆိုတော့ဒီနေ့အဲအဲ့ဒါအရေးကြီးတယ်။ရှင်မသက်ခွန်မှာတော့သခင်လို့ခေါ်တိုင်းကိုရောနာမနဲ့ဩဝါဒတွေပေးပြီးနတ်ဆိုးတွေမောင်းထုတ်ပြီးတကိုးတွေပြပါပြီ။ထို့သူတို့ငါမသိညင်းမယ်။ဆိုတော့တချို့က အဟောပြောကောင်းတိုင်းနောက်ဆုံးတကိုးနမိတ်ပြတဲ့သက်တည်ရှိသောဆရာတိုင်းလည်းမယုံပါနဲ့တကောလေးချောင်းမှာကျန်းစာကိုလုံရင်ဘယ်သူကမှမယုံသေးအားအရေးကြီးတယ်ဒီနေ့အမေရိကန်မှာကျန်းတပ်ပညာရှင်ကြီးဘတ်အာမန်ဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်သူကတမတရားဆိုင်ရာစာအုပ်တွေရေးပြီးသွန်သင်လမ်းပြသူရှိတယ်ဖြစ်ခဲ့တယ်နောက်ပိုင်းမှာတော့ဒီဖျားကိုညင်းပယ်ုံမျှမကဘူးစာအုပ်များစွာပါ စန့်ကျင်တဲ့ဖះကိုစန့်ကျင်တဲ့စာအုပ်တွေထုတ်ခဲ့သူဖြစ်ခဲ့တယ်သူ့လိုလူအများကြီးရှိတယ်ဒါကြောင့်မလို့ထိုးသူတွေကိုစံထားမိသောသူတွေကလဲသွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်အဓိကစံထားမှာကအဲဘယ်ရီမြို့သားကဲ့သို့စံစာကိုမှန်သည်မမှန်သည်ကြီးရှုစစ်ဆေးပြီးတော့မှဒီအရာကိုလက်ခံယုံကြည်တယ်ဆိုသလိုပေါ့နော်ကျွန်တော်တို့ကတမန်စံစာနဲ့အညီသွားဖို့ပဲလိုတယ်သခင်ယေရှုရဲ့အထက်မှာအဘယ်အရာများမရှိပါစေနဲ့ မာတရားရဲ့အထက်မှာဘယ်တရားဟောချက်နဲ့ဘယ်ပုံကောမှမရှိပါစေနဲ့ဆိုတော့သတိထားဖို့လိုအပ်တယ်။ဒီနေ့ကျွန်တော်အဓိကပြောလိုတာတော့အတုနဲ့အစစ်ပေါ့နော်။ဆိုတော့ခရိယာမှာလည်းအတုနဲ့အစစ်ရှိတယ်။အတုတွေပေါ်လာမဲ့အကြောင်းသခင်ယေရှုကိုယ်တော်တိုင်က ရှမသက်73မှာတောစဘာမျိုးနဲ့ပြောခဲ့တယ်။သခင်ကကောင်းသော မျိုးစေ့တွေကိုကျဲသွားတယ်။လူမရှိတဲ့အချိန်မှာရန်သူကလာပြီးတောစဘာတွေကိုကျဲသွားတယ်။ တီးပွင့်ချိန်ရောက်တဲ့ချိန်ကျတော့စဘာထင်ရှားလို့ကျွန်နေကမေးတယ်သခင်ဒါဘလို့ဖြစ်တာလဲဒါရန်သူပြူတော်မှုဖြစ်တယ်ဒါဆိုရင်အဲ့တော်စဘာတွေနှုတ်လိုက်ရမလားမနှုတ်နဲ့အခုနှုတ်မယ်ဆိုရင်စဘာပြင်နေမှာထိခိုက်လိမ့်မယ်အတူတကွကြီးထွားပါလိမ့်စေရိတ်သိမ်းရကာလမှာသူတို့ဥစွာနှုတ်ရဲစုသိမ့်ပြီးတော့မှမိတဲ့ချဖို့ပြင်ရမယ်စဘာတွေကိုကြီးမှာစုသိမ့်မယ်ဆိုယေရှုကပြောခဲ့တယ် ပြောခဲ့တဲ့ဥပမာအခုနကသခင်ကတော့ယေရှုပဲဖြစ်တယ်။ကောင်းသောစဘာကကောင်းကင်နိုင်ငံတော်သားတွေဖြစ်တယ်။ယန်သူကမာနဖြစ်တယ်။တောစဘာကမာနရဲ့သားငရဲသွားမဲ့သူတွေဖြစ်တယ်။လယ်ကတော့ဒီလောကဖြစ်ပြီးခုနကြွန်နေကတော့ကောင်းကင်တမန်တွေဖြစ်တယ်။ရိတ်သိမ်းချိန်ဆိုကဘာကုံဆုံးချိန်ဖြစ်တယ်။တော့အတူတကွအကြီးထွားပါလိမ့်စေ။တောစဘာကိုဘလို့သုံးထားလဲဆိုတော့ကောင်းသောစဘာနဲ့လက္ခဏာတူတာ။တော့ခွဲမရအောင်လက္ခဏာတူ။အတူတကွအကြီးထွားအတူနဲ့အစစ် ရှိတယ်ဆိုတာဖော်ပြထားတယ်။အဲဒါကိုတမိုင်းမှာလေ့လာမယ်ဆိုရင်တခင်ရှုတမချမ်းစာမှာဖော်ပြတဲ့အတိုင်းလူစားတိခံတယ်။ပြီးတော့မှလူသားအလုံးပြည့်အတွက်အသေးခံတယ်ရှင်ပြန်ထားမြောက်ကောင်းကင်ဘုံတက်ကြွပြီးနောက်ပိုင်းတခင်ရှုရဲ့နောက်လိုက်နဲ့ယုံကြည်သူဆိုတဲ့တပွဲတပွဲပေါ်လာတယ်။အဲ့ဒီခါမှာအဲ့နောက်ပိုင်းမှာတခင်ရှုရဲ့နောက်လိုက်မှန်းသိညှင်းမနှိမ့်ဆက်တပ်ဖြတ်ခံရတယ်။အထူးသဖြင့်တမန်တော်ရှင်ပေါလူပေါ့နော်ယခင်ကရှောလူ ဓမ္မသက်ကိုခရိယန်တွေညှိမှနှိမ့်ဆက်ဖို့သွားတယ်လေဒီနေ့လဲဂျူးတွေခရိယန်တွေမုံလုံးပဲသူနှစ်ပေါင်းထောင်ကျော်ဂျူးဘာသာဆိုအမြင့်တွယ်နေပြီဒီခါမှာယေရှုဆိုတာကတော့ဘာသာတင်မိစာပရောဖက်နော်သာသနာဖြတ်ဆိုပြီးသူနောက်လိုက်တွေကိုညှိမှနှိမ့်ဆက်အသက်ဖြတ်ခဲ့တယ်ဆိုတာပထမယာစုမှာတော့နီရိုဘရင်ကအားနေတဲ့ခရိယန်တွေကိုသူလွတ်တတ်တယ်ဒုတိယယာစုမှာယောမရတဲ့သူတို့ရဲ့ဘာလာဖျားကိုမကိုးကွယ်လို့တတ်တယ်တတရရာစုမှာတော့ဒီလောက်တတ်တဲ့ကြာတိုးလာလို့ရောမောက်တော်လာနိုင်နေဆိုပြီးတော့ခရိယန်တွေကိုတတ်ပြန်တယ် အမှတ်ရော့မသွားဘူးနောက်ဆုံးဧကရစ်ဘီယံကွန်ဆာတိုင်းမှာဆလို့အင်ပါယာတစ်ခုလုံးခရီးအဖြစ်ပြောင်းလဲသွားတယ်ယခင်ကခရီးအတူမရှိဘူးသခင်ယေရှုယုံကြည်တယ်ဆိုတော့အသက်ပေးပြီးမှယုံကြည်ရတယ်အတူမရှိဘူးဒါပေမဲ့ AD 300နောက်ပိုင်းအင်ပါယာတစ်ခုလုံးခရီးအဖြစ်သွားတဲ့အခါမှာယာဒူးအာနာမျက်နှာသာလိုချင်လို့ခရီးအဖြစ်လာတော့သူတွေအမေရိကန်ခရီးအဘာမသိညာမသိခရီးအမြောက်များစွာပေါ်ထွက်လာပြီးတော်စပါးကလည်းထိုချိန်မှာ ကျဲချင်းခံလိုက်ရတယ်ဆိုတာကိုတွေ့ရတယ်ဘောနော်။အော်ဒီနေ့ကျွန်တော်အနေနဲ့နော်ဒီစင်ကျင်မိတာကရှင်မသဲ16ဘောနော်။တခင်ရှူကတပည့်တော်တွေမိတယ်။ငါဘာလုပ်လဲ။တပည့်တော်ကပြောလူတွေကဗတ်တီဆန်ဆရာယောဟန်လို့ထင်တယ်။တချို့ကြလည်းအေလီယစသဖြင့်မျိုးမျိုးပြောကြတယ်။ဒါဆိုမင်းတို့ကရောလို့ပြောတော့ရှင်ပေတရုကကိုရောဟာခရစ်တော်ကြီးဟုသောအသက်ရှင်တော်မူသောဘုရားရဲ့သားတော်ဖြစ်တယ်လို့ပြောတာ။ ဒီနေ့ပြောမယ်ဆိုရင်လူစားတိခံလာတဲ့ကေဒရှင်မေရှိယဖြစ်တယ်လို့ဝန်ခံလာခြင်းဖြစ်တယ်။အဲ့ဒီအခါမှာယေရှုကဒီကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မယ်။နော်အဲ့မှာလူတွေကအမတ်မားတယ်ပေါ့နော်။ဆိုတော့ပေတုကြီးဟူသောကြောက်ပေါ်မှာအသင်းတော်တည်ဆောက်မယ်။အမှန်တကယ်ပြောတာကတော့ကြောက်ဆိုရင်ဒီယုံကြည်ခြင်းကိုပြောတာမှန်ကန်ဆိုတာသိခြင်းပညာတရားရဲ့အကျင့်အဖြစ်ဖြောင်းမတ်သူရောက်ရင်ကောင်းငယ်သခင်ယေရှုခရစ်တော်ဟာ ချီးနှီးအသက်ခံပြီတဲ့ဆိုသခင်ယေရှုကိုကယ်တင်ရှင်နဲ့ဖခင်သခင်ဖြစ်လက်ခံယုံကြည်ဖို့လိုအပ်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ်အခုနောက်ကနော်တကယ်ဖခင်လူဆိုပြီးမှညင်းပယ်သွားသောသူတွေကအခုခေတ်မှာအများကြီးရှိတယ်ဒါပေမဲ့သခင်ယေရှုလက်ထက်ကလေးကအားလုံးသိတာယူရရှိခါယုံနောက်သခင်ယေရှုရဲ့တမန်တော်ခေါင်းဆောင်လို့တော့ပြောလို့ရတယ်။၃ချိန်တိုင်းတိုင်းခရစ်တော်ညင်းတာက ရှင်ပေသူဖြစ်တယ်။သခင်ယေရှုအသင်လက်ခံသူ၃ချိန်တိုင်းတိုင်းညင်းပြီးတော့မှကျန်တဲ့တမန်တော်တွေဆေးပြန်ကုတယ်အခွန်ခံတယ်။ငါးပြန်ဖမ်းတယ်စသဖြင့်မရှိပါဘူး။ဒါပေမဲ့ပေတရုမှနော်ဖျားကိုစွန့်နေပြင်သူတငါတဲ့အလုပ်ကိုသူပြန်လုပ်တာ။ကျန်းစာထဲမှာငါးကြီး153កောင်တော့သူရတယ်လို့မှတ်တမ်းတင်တယ်။နောက်ဆုံးသခင်ယေရှုပြန်ရှင်ပြန်ထားမြောက်ပြီးပြန်ခေါ်ဆောင်တယ်။ဆိုထိုတပည့်တော်ဟူတာသခင်ယေရှုကထက်ခါထက်ခါမေးရခြင်းပေါ့နော် စွန့်ပြီးတော့မှအလုတ်အောင်ပြန်လုံနေပြီလေအမင်းငေါ့ချစ်လာချစ်တယ်သုံးခါတိုင်တိုင်မေးတယ်ပေတရုကစိတ်တောင်နာတယ်ချစ်ရလားတကယ်အမှန်ချစ်ရလားတကယ်ချစ်တယ်ဆိုရင်ငါတို့တို့ကြည့်ရှုပါကြွေးမွေးပါပြုစုပါဆိုမှသခင်ယေရှုကမိတ်မာခဲ့တယ်ဆိုတာတွေ့ရတယ်ဗောနော်ဆိုတော့ခုနကကြောက်ဆိုတာသခင်ယေရှုကိုမှန်ကန်စွာသိချင်းပြီးတော့အေးဖက်နဲ့မှာထိုတိုက်မြင့်အမြင့်ကြောက်ကခရစ်တော်ဖြစ်တည်းတဲ့ ငါအသင်းကိုငါတည်ဆောက်မယ်အသင်းတော် သခင်ရှုကိုတော်တိုင်းပဲတည်ဆောက်မှာဖြစ်တယ်ဘောနော်ဒါကြောင့်မလို့ဒီနေ့ဒီအရာပေါ်မှာဆင်ကျင်ပြီးတော့လူသားတိုင်းကဲ့တင်ခြင်းတို့ရောက်တမန်တရားသိစေကြောင်းအရာအားလုံးထက်သခင်ယေရှုဖခင်နဲ့တမန်ကျမ်းစာနဲ့အညီလိုက်လျှောက်အသက်ရှင်ပြီးတော့မှဖခင်ထံမှာအမှန်သောကောင်းကြီးကိုရရှိကြောင်းအနည်းငယ်မျှဝေပါတယ်ရောက်စီအောင်ဖြောင့်ရှင်ကောင်းကြီးပေးပါစေ